င်္ဂလာပါရှင်ကျမကတော့ကြာမုံပါ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့မေလ22ရက်နေ့အတွက်သတင်းတွေကတော့ရဟတ်ရင်နှစ်ဆင်းကို KIA ပြစ်ချပြီးနောက်ဖားကန်လမ်းပိုင်းကစစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်နေတဲ့အခြေအနေပေါင်းတဲကစစ်ကောင်စီရဲ့တင်ကုန်းတဝါတိုင်းတပ်စခန်း PDF သိမ်းပိုက်တဲ့အကြောင်းနောင်ချိုမြို့နယ်ဟိုခိုရွာကိုစစ်ကောင်စီဘုံကျဲတဲ့ဖြစ်စဉ်နတ်တလင်းမြို့နယ်ကစစ်ကောင်စီစခန်းကိုတိုက်ခိုက်ရှင်းလင်းတဲ့သတင်းဒါရီကိုတင်ဆက်ပေးမှာပါ ကချင်ပြည်နယ်ဖားကန့်ကိုဥတီနေတဲ့စစ်ကောင်စီစစ်ကြောင်းကရဟရင်နှစ်စင်းကို KIA ပြစ်ချတဲ့နေ့မှာပဲကစင့်ကလေးအဖြစ်ပြီးနောက်ပြန်ဆုတ်ခွာနေတယ်လို့မြေပြင်စစ်ရေးသတင်းရှင်းပြတွေကပြောပါတယ်။ပြီးခဲ့တဲ့ April လတတိယပတ်ကစပြီးဖားကန့်ကိုဥတီစစ်ကြောင်း ထိုးလာတဲ့စစ်ကောင်စီရှမ်းနီတက် SNA နဲ့ပြည်သူ့စစ်ပူးပေါင်းဖွဲ့ကမေလ16ရက်နေ့မှာဖားကန့်ကြောက်စိမ့်ပေါ်နဲ့ဆယ်မိုင်ကအကွာမှာရှိတဲ့ပြားအုံရွာစီရောက်နေပါတယ်။ ဒါကြောင့် KIA ဥဆောင်တဲ့တပ်တွေကစစ်ကောင်စီပူးပေါင်းတပ်တွေကိုပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါပေမဲ့မနေ့ကဗမော်မြို့မှာစစ်ကောင်စီရဟတ်ရင်နှစ်ဆင်းကို KIA ပစ်ချလိုက်တာဟာဖားကန့်လန်းရောက်နေတဲ့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကိုလည်းထိတ်လန့်တုံ့လှုပ်သွားစေတယ်လို့သတင်းရှင်းမြစ်ကဆိုပါတယ်။ဒါကြောင့်မလို့ပြားအောင်ရွာထိရောက်လာတဲ့စစ်ကြောင်းကမနေ့ကနောက်ပြန်ပြေးပြီး KIA ပူးပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်တာကြောင့်အခုပြားအောင်ရွာအနောက်ဘက်ကတံတားညီနောင်ရွာမှာတိုက်ပွဲအရန်ပြင်းထန်နေပါတယ်။ ဒါအပြင်ဒီနေ့မေလ22ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေလဲနှစ်ကြိမ်လာပစ်သွားတယ်လို့ဒေသခံသတင်းရှင်းမြစ်ကပြောပါတယ်။ပြောင်းအောင်ရွာနဲ့ဖားကန့်ကြောက်စိမ့်မော်ဒေသကဆယ်မိုင်ကန့်ဝေးပါတယ်။လက်ရှိမှာစစ်တပ်စစ်ကြောင်းပြန်ဆုတ်ခွာသွားတာကြောင့်73မိုင်ကန့်အထိဝေးကွာသွားပြီလို့သိရတာပါ။ KIA ကဗမော်မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေချိန်တစ်ဖက်မှာစစ်ကောင်စီကဖားကန့်ကိုနယ်မြေစိုးမိုးမှုပြန်လဲရယူဖို့စစ်ကြောင်းထိုးလာတာလို့ဒေသတွင်သတင်းရှင်းမြစ်တွေကပြောပါတယ်။ မနေ့ကပမော်မှာ KIA ပြစ်ချခဲ့တဲ့ရဟရင်အနီးစစ်ကောင်စီရဲ့ဗိုလ်ကြီးအလောင်းကိုတွေ့ရပြီးရွှေကူမာရေးပေါ်ဆင်းသက်ခဲ့ရတဲ့နောက်ထပ်ရဟရင်တစည်းကလည်းပြန်တက်နိုင်ခြင်းမရှိသေးဘူးလို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရရှင်။ပဲခူးတိုင်းပြည်ခရိုင်ပေါန်းတယ်မြို့နယ်ကစစ်ကောင်စီရဲ့တိန်ကုန်းတာဝါတိုင်းတပ်စခန်းမေလ16ရက်မှာတိမ့်ပတ်ရရှိတယ်လို့တောင်ပိုင်းတိုင်းစစ်ဒေသပြည်ခရိုင်3600နှစ်တည်ရင်တာဝန်ရှိသူကပြောပါရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်တိန်ကုန်းတာဝါတိုင်းတပ်စခန်းကစစ်ကောင်စီတပ်သားတွေဟာစခန်းစွန်ထွက်ပြေးသွားတာလို့အသိပေးပါတယ်။အဲ့ဒီစခန်းမှာအမြဲထိုင်တဲ့အင်အားက30ဝန်းကျင်လောက်ရှိပြီးအခုဆိုပေါင်းတယ်မျိုးဧရိယာအနီးတစ်ဝိုက်လောက်မှာပဲစစ်ကောင်စီတပ်ဆွဲတာကြံတော့တယ်လို့3600တပ်ရင်းတာဝန်ရှိသူကအခြေအနေကိုရှင်းပြပါတယ်။တိန်ကုန်းတာဝါတိုင်းတပ်စခန်းစီမေလ18ရက်ကအင်အားဖြည့်ဖို့ထွက်လာတဲ့အယောက်80ခန့်ပါစစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ခရိုင်တပ်ရင်3600နဲ့3600နဲ့ပြည်ခရိုင်ပကဖားတို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်က3ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရတဲ့နောက်တိန်ကုန်းတာဝါတိုင်းစခန်းစီထွက်ပြေးဝင်ရောက်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်တော်လှန်ရေးတပ်တွေကထပ်ပြီးပိတ်ဆို့တိုက်ခိုက်တာကြောင့်မေလ18ရက်ညကတာဝါတိုင်းတပ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားအားလုံးစခန်းစွန်ထွက်ပြေးသွားပါတယ်။ဒါကြောင့်မေလ19ရက်မှာတော့အပိသက်တိမ့်ပတ်ရရှိခဲ့တာပါ။ ဒီလိုထွက်ပြေးတဲ့စစ်သားတွေကိုစစ်ကောင်စီကဒီနေ့မှပြည်မျိုးကတဆင့်ရခိုင်ရိုးမှရှေ့တန်းနေရာတွေနဲ့မကွေးတိုင်းကတော်လှန်ရေးနေမျိုးတွေစီပို့ဆောင်နေတယ်လို့သိရတဲ့အကြောင်း3600နှစ်တရင်ကပြောပါတယ်ပြီးခဲ့တဲ့မေလ12ရက်ကလည်းပေါင်းတယ်မျိုးကစစ်ကောင်စီရဲ့တပ်ပုတ်တာဝါတိုင်းစခန်းကိုပြည်သူကာကွယ်ရေးတပ်တွေကသိမ်းပိုက်ရရှိထားပါတယ်ဒါအပြင်ဘကိုးတိုင်းအနောက်ခြမ်းကမင်းလှနဲ့အုတ်တွေးမျိုးနယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း3ခုကိုလည်းမေလဒုတိယပတ်ထဲမှာပဲတော်လှန်ရေးတပ်ဖွဲ့တွေက ိမ့်ပတ်ရရှိထားပါရရှင်။အပြစ်ရက်ထားတဲ့ဆိုတဲ့စစ်ကောင်စီတပ်ကရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်ဟိုခိုကျေးရွာ Jet Fighter နဲ့ပေါင်250ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့တအန်းတက်မတော် TNLA ကထုတ်ပြန်ပါရယ်။စစ်ကောင်စီတပ်ဟာမနေ့ကမေလ20ရက်ညနေ4နာရီကျော်မှာ TNLA အုပ်ချုပ်တဲ့ဟိုခိုကျေးရွာတိုက်ပွဲဖြစ်တာမရှိဘဲလေကြောင်းကနေဘုံးကျဲချခဲ့တာလို့ဆိုပါရယ်။ဒီတိုက်ခိုက်မှုကြောင့်အရက်သားနေအိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ဖော်ပြပါရယ်။ ဒါအပြင်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA လှုပ်ရှားနေတဲ့ရက်ဆောင်မြို့နယ်ကြောက်ကူတိုင်နယ်ခြေရွာအနီးကရွာတွေမှာ စစ်ကောင်စီတပ်ဟာအစိမ့်ငွေဘုံတွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရတာပါကြောက်ကူတိုင်နယ်ခြေရွာအနီးကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ပြီးထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်နေပါတယ်မနေ့ကနေကင်းပိုင်းမှာလည်းစစ်ကောင်စီကအစိမ့်ငွေဘုံ၅လုံးချဲချခဲ့ပြီး DPLA တပ်တွေရှိရာစီလက်နက်ကြီး၂လုံးပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ဟာနိုင်ငံတကာကတားမြစ်ကန့်သက်ထားတဲ့အစိမ့်ဝင်ဘုံတွေကိုတုံးပြီးစစ်ရာဇဝမှုဥပဒေချိုးဖောက်တာတွေမကြာခဏပြုလုပ်နေကြောင်းနဲ့ TNLA တပ်တွေထိန်းချုပ်ထားတဲ့နေမြင့်မှာလည်းအရသာပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ DPLA ကထုတ်ပြန်ထားပါရဲ့ရှင်။အကိုတိုင်းနတ်တလင်းမြို့နယ်ကွင်းကျယ်ကျေးရွာကစစ်ကောင်စီစခန်းသုံးရက်ဆက်တိုက်ခိုက်ပြီးနောက်ဖျက်ဆီးရှင်းလင်းနိုင်ခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်1တပ်ရင်းကသတင်းထုတ်ပြန်ပါရယ်။ကွင်းကျယ်ကျေးရွာစစ်ကောင်စီအထိုင်စခန်းကုန်းကို မေလ18ရက်ကနေ20ရက်ထိတိုက်ခတ်ခဲ့တာလို့ဆိုပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးတယ်လို့တာယာဝတီခရိုင်အမှတ်၁တရင်ကဖော်ပြတာပါလက်နက်ကြီးတန်တွေမြို့ပေါ်ကလည်းကြားရတယ်ဂျက်ဖိုက်တာတွေလည်းလာတယ်လို့နတ်တလင်းဒေသခံတအူးကပြောပါတယ်ကွင်းကျဲကျေးရွာတိုက်ပွဲမှာစစ်ကောင်စီကတပ်ကူအများပြပို့ဆောင်ခဲ့ပြီးအဲ့ဒီထောက်ပို့လမ်းကြောင်းတွေကိုဒေါ်လှန်ရေးပူပေါင်းတပ်ကမိုင်းကွင်းတွေနဲ့ဂျားဖြတ်တိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်တာယာဝတီခရိုင်အမှတ်၁တပ်ရင်းနတ်တလင်းမြို့နယ်ပါကဖာနဲ့တပ်ရင်း3801ဒရုန်းတပ်ဖွဲ့စတဲ့ပူးပေါင်းတပ်တွေကတိုက်ခတ်ခဲ့တာလို့အသိပေးတာပါ။စခန်းကုန်းကိုမိရှို့ဖျက်ဆီးခဲ့ပြီးတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေပုတ်ပွနေတာတွေ့ရတယ်လို့တာယာဝတီခရိုင်အမှတ်၁တပ်ရင်းကသတင်းထုတ်ပြန်တာပါ။လက်ရှိမှာပဲခူးတိုင်းအတွင်းမင်းလှဗဒောင်းဥရှိပင်နဲ့ဂျိုးပင်ကောင်မျိုးတို့မှာစစ်ရေးတင်းမာနေပြီး ဒေသခံတွေအနေနဲ့ဘုံခိုခြင်းတွေအခိုက်အမာတူးထားကြဖို့လေချောင်းသတိပေးချက်တွေကိုဂရုပြုဖို့အချင်းချင်းရိုင်းပင်စောင့်ရှောက်ကူညီကြဖို့လုံခြုံရေးသတိပေးချက်တွေကိုပူပေါင်းဆောင်ရွက်ကြဖို့ကာကွယ်ရေးရဲဘော်တွေရဲ့စစ်ရေးလှုပ်ရှားမှုသတင်းတွေကိုလှည့်ဝတ်ထားဖို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်